အပိုင်းနဆောက်ခွန်မှာတော့လူဖီဟာသူ့ရဲ့ rubber ဆွဲနဲ့တိုက်ွက်တွေထုတ်သုံးလိုက်တော့ Barrett ဒီမော့ကြီးရဲ့ရေရက်တွေအလုံးပြက်စီးသွားပါတယ်။အဲ့ဒီအချိန်မှာဒွန်ခရီဟာလှေကိုပါဖြတ်စည်းရလာလို့စိတ်တူသွားပြီးသူတပည့်ဂင်းကိုဇက်ရဲ့ခေါင်းကိုပွင့်ထွက်အောင်လှုပ်လိုက်တော့လို့ပြောလိုက်ပါတယ်။ဂင်းကလည်းဇက်ဟာသူတို့ကိုအစာကျွေးတဲ့တင်းမောပိုင်ရှင်မို့မလုံနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒီတော့လူဖီဟာရေရက်တွေကိုသူဖြတ်စည်းခဲ့တာလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒွန်ခရီကပင်လယ်ဓားများရေရောကစိတ်တူသွားပြီးဇန်ကြီးကတော့တောက်တူမရောက်ကောင်းလေမင်းဘာလုံးနေရလဲလို့မိလိုက်ပါတယ်။ ်လူဗီကလည်းဒီသင်းမောကိုမျောအောင်လုပ်ပြမယ်လို့ပြောလိုက်ပါရီအလုံးကအံ့ဩသွားပြီးစန်ဂျီကစိတ်ဒူလာကမင်းလောက်တာအဟုတ်ထင်ပြီးနားထောင်နေရလို့ပြောတော့လူဗီကထပ်ပြီးဒီသင်းမောကိုဖျက်ဆီးလိုက်ရင်သူတို့တွေလည်းတိုက်ခိုက်စရာမလိုတော့ဘူးလို့စန်ဂျီကိုပြောပြလိုက်ပါရီစန်ဂျီကလည်းဒီဆိုင်ကသူ့ရဲ့အိမ်မက်ပဲဒီဆိုင်ကြောင့်မင်းဘာတီလဲလို့ပြီးတော့လူဗီဟာဒီဆိုင်ကြောင့်မင်းတေခံမလားတောက်ယူတော်သားလားလို့ပြောချလိုက်ပါရီလူဗီနဲ့စန်ဂျီစကားတွေများကုန်ကြပြီးလူဗီဟာတီးတယ်ဆိုတာမြစ်တာတရားကိုပြန်ပြီးတဲ့အချိန်မှာတုံးရတာဇက်ကကဲပြီးတယ်ဆိုတာကမင်းတေဖို့မဟုတ်ဘူးလို့ပြောလိုက်ပါရီစန်ဂျီကလည်းပဲ ဒါဆိုရင်မင်းမဖြစ်ရှင်းနည်းရှိလာလို့မင်းနေချိန်အမောက်ချလိုက်တဲ့ပလဲကပြန်ထလာပြီးရမဖြစ်ကြနဲ့လို့ပြောကသူကဒွန်ခရီးရဲ့ပင်လယ်တမားဖွဲနဲ့ရှင်နိုင်တဲ့သူမရှိဘူးလို့ဆိုကလူဗီနဲ့ဆန်ကြီးတို့ကိုစော်ပလော်တီးဖို့မီးပလဲတွေကိုထုတ်သွင်းလိုက်ပါရီအဲ့ဒီအချိန်မှာပဲဂင်းဟာအဟုန်နဲ့ပြေးဝင်လာပြီးပလဲကိုတိုက်ခိုက်လိုက်ပါရီပလဲကလည်းအမောက်ချသွားရောဒွန်ခရီးဟာသူ့ကိုတစ်ဆာဖောက်တာလားလို့စိတ်တူပြီးမင်းနေပါရီဂင်းကလည်းစိတ်မကောင်းပါဘူးလို့ပြောပြီးသူတို့ရိအားလုံးကသူ့ရဲ့အသက်ကိုကင်ခဲ့တာလို့ဆိုင်းပိုင်းရှင်ရောဆန်ကြီးတို့ဘက်ကပါကပြောပြလိုက်ပါရီ ဂင်းဟာပင်လယ်ဓားမြတင်မောကြီးတစ်ခုလုံးရဲ့တံမူကြီးဖြစ်ပြီးစံကြီးကိုတင်မောဘော်ကနေဘာထိခိုက်မှုမှမရှိဘဲထွက်သွားစေခြင်းခဲ့တာဖြစ်ပါတယ်။စံကြီးကတော့တောက်ကယူမဆိုင်တယ်လို့ဆက်လိတ်ဖွာနေပြီးလူဗီကတော့ခေါင်းမာတဲ့သူ့အချင်းကြောင့်မင်းလို့မလောက်လေးမလောက်စားကောင်းကငါ့ကိုမနိုင်စရာဘူးလို့အပိုင်ပြောချလိုက်ပါတယ်။ပင်လယ်ဓားမြတင်မောသားတွေကလည်းသူတို့ဟာအရှိပင်လယ်ပြင်မှာအုပ်စိုးထားတဲ့ပင်လယ်ဓားမြတွေဖြစ်တဲ့အင်အားကြီးဆုံးပဲလို့ပြောလိုက်တော့လူဗီဟာအင်အားကြီးမားတယ်ဆိုတာကလူအင်အားများလို့မလားလို့မေးချလိုက်ပါတယ်။အဲ့ဒီအချိန်ဒွန်ခရီးရဲ့ပင်လယ်ဓားမြတွေကစိတ်တူသွားပါတယ်။ ဇန်ကြီးကလည်းမင်းကမိစားကိုစီလောင်ရတာအတော်ဝါသနာပါတယ်လို့ပြောနေတော့ပင်လယ်ဓမြတွေကချားကြမယ်လို့မှဒွန်ခရီကတားလိုက်ပါရီဒွန်ခရီဟာသူ့ရဲ့ပင်လယ်ဓမြအဖွဲ့သားတွေကိုအသုံးမချဘူးလို့ပြောခံရတိုင်းစိတ်ဆိုးနေမယ်ဆိုရင်မင်းတို့ကတကယ်အသုံးမချတာဖြစ်သွားလိမ့်မယ်အချိန်ကစကားပြောသွားလိမ့်မယ်လို့ပြောပြီးသူ့ရဲ့တပည့်ဂင်းကိုထမင်းချက်ကောင်လေးကိုရှင်းပြဖို့မင်းတာဝန်ထားသူကတော့လူဖီကိုရှင်းဖို့အတွက်တာဝန်ယူလိုက်ပါရီလူဖီကတော့ကျန်တာတွေသူမသိဘူးဒီဒီမော့ကိုဖျက်ဆီးမဲ့ဒွန်ခရီကိုသူကဆော့ဘလော်တီးမယ်လို့ပဲပြောလိုက်တော့ဒွန်ခရီဟာမင်းရဲ့နတ်ဆိုးတည်တည်အစွမ်းဟာ သူရဲ့အရှိပင်လဲစီကအစွမ်းထက်ပဲဟာနဲ့တာမလဲဆိုတာစောင့်ကြည့်လို့ကြုံသွားတော့ပွားစီပွားစီပြောနေတာအတော်နာကြီးနေပြီကျုပ်ဒီဘက်ကိုကူးလာခဲ့မယ်စောင့်နေလို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာပင်လယ်သမားတွေကဂင်းဟာအဲ့ဒီလိုက်နက်ကိုကိုင်းပြီးတေရောမဲ့သူကိုတော့မညာဘူးအသေးကြိတ်တာဒါကြောင့်သူ့ကိုလူသက်သမားလို့ခေါ်တာဘဒူရီလာတာတာသူကတော့အမောက်သိမ့်မှာပဲလို့ပြောလိုက်ပါရီဒီလိုနဲ့ဂင်းဟာသူ့ရဲ့ဆက်ကြဝလာလမ်းနဲ့ကြီးကိုဝေရမ်းပြီးစန်ကြီးစီကိုဝေရမ်းလိုက်ပါရီစန်ကြီးကလဲကြသွားပြီးပင်လယ်သမားတွေကတော့သူတို့တက်မှုကြီးကိုအားကြနေကြပါရီစန်ကြီးကလည်းနောက်ထပ်သူ့ကိုချမဲ့အလုံးမှာဆက်လိုက်မိနဲ့ပြစ်ပေါလိုက်ပါရီ ဇန်ကြီးကထပြီးဂင်းကိုကန်ချလိုက်ကနှစ်ယောက်စလုံးအားချင်းမျှနေတော့လဲကျသွားပါသည်ဒီလိုနဲ့ပင်လယ်ရမြအဖွဲ့တွေကဇပုံမှုတွေကတတို့နှစ်ယောက်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေပြီပင်လယ်ရမြတွေကလည်းဇန်ကြီးကဂင်းကိုချက်ကောင်းကိုချလိုက်တာပဲဂင်းတည်သွားမှလာလို့တရားတော်ပြောနေချိန်ဒွန်ခရီကမင်းတို့အရင်ချိန်ကအဖြစ်ပြက်ကိုမေ့သွားပြီလားလို့ပြောပြီးဂင်းကအတော်ဆုံးသွေးလူသက်သမားပဲဒါကြောင့်ငါကတက်မှုနေရာကိုထားရလို့ပြောလိုက်ပါသည်ဂင်းကလည်းပြန်ထလာပြီးဇန်ကြီးကလည်းထလာပါသည်ဇပုံမှုတွေကတော့ဇန်ကြီးကိုတနာနေပြီးစောင့်ကြည့်ကြပြန်ပါသည် ။စံကြီးကအဲ့ဒီတန်လုံးပုံလက်နဲ့နဲ့ငါထင်ထားလောက်အောင် သုံးမရဘူးလို့ပြောလိုက်ပါရီ။တံမူတယောက်ကလုံနိုင်တာဒါပဲလားကွာလို့လည်းသူကစိန်ခေါ်လိုက်ပြန်ပါရီ။အဲ့ဒီအချိန်မှာအားလုံးကဂင်းနဲ့စံကြီးရဲ့ရံပွဲကိုစိတ်ဝင်စားနေချိန်မှာလူဖီယာဒွန်ခရီကိုအငိုက်ဝင်တိုက်ခိုက်ပါရီ။ဒွန်ခရီကလည်းဒါကိုအထင်ကြီးမနေနဲ့လို့ပြောလိုက်ပြီးမိပလဲတစ်ခုနဲ့ပြစ်ပေါက်လိုက်ပါရီ။လူဖီကလဲကျသွားပြီးစိတ်တူကဒွန်ခရီကို အဖိုးကြီးခမရတကယ်ချဖို့စိတ်ကူးမရှိဘူးလားလို့မေးလိုက်ပါရီ။ဒေါဂရီကလည်းပဲမင်းလိုကောင်လေးကိုချဖို့မဟုတ်ဘူးတတ်ဖို့လို့ပြောလိုက်ပြီးမင်းလိုမြောက်သားသားကောင်လေးကိုလို့ပြောလိုက်ပါရီ လူဖီကလည်းသူ့ကိုမြောက်လို့ပြောတော့ဒေါပွားသွားပြီမြောက်ဆိုရင်ခမားအကုတ်ခံရဖို့သာပြင်ထားတော့လို့ပြောလိုက်ပြီးဒွန်ခရီကိုဝင်ချမယ်လို့မှအနောက်ကအတန်တစ်ခုကိုကြားလိုက်ရပြီးလှည့်ကြည့်လိုက်ပါရီဂင်းဟာစံကြီးကိုသူ့ရဲ့စကြလက်နဲ့နဲ့ထူချလိုက်ပါရီစံကြီးလည်းသူ့ရိုက်ထဲကိုလဲကျသွားပြီးမထနိုင်မရှိနေတော့စပုံမူရီဟာဆိုရိတ်နေကြပြီးစံကြီးခံနေရတာဆယ်ချက်ကျော်နေပြီးသူခံနိုင်ရောရှိပါမလားလို့ပူပန်နေကြတာဖြစ်ပါရီစံကြီးကလည်းဂင်းကတကယ်စွမ်းထက်တယ်လို့ပြောလိုက်ပြီးဂင်းဟာနောက်ထပ်စကြနဲ့ထူလိုက်ကစံကြီးကရှောင်လိုက်ပြီးဂင်းကိုသူ့ခြေထောက်နဲ့ဆော်ပလော်တီလိုက်ပါရီ ဂင်ကောစံကြီးကလဲကျသွားပြီးစဖို့မှုတွေကတော့စံကြီးတောင်းမခံနိုင်တော့တော့ဘူးလို့ပြောပါကြောက်လန့်နေပါရီအဲဒီတော့ဂင်ဟာစံကြီးကိုတဖန်အပေါ်စီးကနေနေပြီးတော့ချမယ်လို့လုံးမပါဘဲမျက်ရည်တွေကစီးကျလာပြီးသူမလုံနိုင်တော့ဘူးအဲဒီလူကိုမတတ်နိုင်တော့ဘူးလို့ပြောကငိုရပြီးဒေါခရီကိုပြောလိုက်ပါရီစံကြီးကသူ့ကိုတစ်ချိန်ကထမင်းကျွေးခဲ့တဲ့မြစ်တာကြောင့်ပြန်မြင်အောင်နေကငိုရမိနေတာဖြစ်ပါရီ ဇန်ကြီးဟာဂင်းရရော့နေတဲ့အချိန်မှာအသက်ရှင်ဖို့ထမင်းကျွေးခဲ့ပြီးစားလောင်နေတဲ့သူကိုကျွေးဖို့တူတာဝေမယ်လို့ပြောကဒီနေရာကနေအသက်ရှင်အောင်လုပ်ပြီးကိုဘွားကိုပြန်လဲတီဆောက်ဖို့ပြောစကားတွေကိုပြန်ကြားရောက်နေပါတယ်သူတို့ရဲ့တန်ရောစင်ဟာအချိန်ခဏလေးဆိုပေမဲ့လည်းတလုံးစားဖို့သူ့ဂျေဆူကြောင့်ဂင်းဟာစံကြီးကိုမတတ်နိုင်တော့ပါဘူး။သူ့ဘဝမှာဘယ်သူမှဂျင်းဂျင်နာနာဆက်ဆံတာမတွေ့ဘူးဘူး။ဒါကြောင့်သူ့ကိုမတတ်နိုင်ဘူးလို့လည်းသူကပြောလိုက်တာဖြစ်ပါရည်။ဒွန်ခရီကလည်းပဲသူ့ကိုလေးစားပြီးအားကြကြောင်းနဲ့တမူးဖြစ်ခန့်အရာတော့ကလည်းဂျင်းနှမ်းမှုတွေရှိကြောင်းပြောပြီးခမည်းမင်းကိုလည်း စက်နာကန်နေမှာပါလေးစားပါရီဒါပေမဲ့ဒီလူကိုတော့တတ်လို့မရဘူးလို့ပြောလိုက်ပါရီနောက်ပြီးဖြစ်နိုင်ရင်ဒီသင်းမောင်းနဲ့သူတို့ကိုလွှတ်ပေးလို့ရမလားလို့ပြောတော့ဒွန်ဂရီဟာစိတ်တူသွားပြီးမြစ်တာရီစာနာမှုတွေသူ့ကိုယုံကြည်မရှိဘူးအဲ့လိုဟာတွေကိုလည်းမုန်းတယ်လို့ပြောလိုက်ပါရီနောက်ထပ်လေသူ့ရဲ့စိတ်ငွေလက်နက်ကြီးကိုထုတ်ပြီးဒါကကစားပွဲမဟုတ်ဘူးညာတာစရာအကြောင်းဘာအကြောင်းရမှမရှိဘူးဆိုပြီးဂင်းရဲ့စိတ်ငွေကာကွယ်တဲ့မျက်နှာဖုံးကိုဖယ်လိုက်တော့မင်းကငါတို့လူမဟုတ်တော့ဘူးလို့ပြောလိုက်ပါရီဒွန်ဂရီဟာသူ့ရဲ့လောဘကြောင့်အတင်းသားတွေနဲ့စပ်ဖို့မှုတွေကိုပါရက်စက်ကောက်ကြည့်တဲ့လူကိုလောက်တော့မှာပါ လူဖီယာစိတ်တို့သွားပြီးခမားရဲ့အစိမ့်ငွေတွေကိုမထုတ်စီရဘူးလို့ပြောကာဒွန်ခရီကိုချားဖို့အတွက်ပြေးလာပါရီအဲ့ဒီအချိန်မှာပဲစသနန်းနဲ့အထူးခံလာရလို့ပြန်ပြေးလာခဲ့ရပါရီဂင်းကိုအော်ပြောကာဒီလူကြီးရဲ့အမိန့်ကိုနားခံနေစရာမလိုဘူးသူချပေးမယ်လို့ပြောကာဂင်းဟာဒွန်ခရီကိုသွားစိတ်မခေါ်နဲ့သူဟာတကယ်စွမ်းထက်တဲ့သူပဲလို့ပြောလိုက်ပါရီဇန်ကြီးကလည်းဆောက်ယူလို့တိလုံးမနေနဲ့မင်းကသူ့လိုမဟုတ်တော့ဘူးသူ့အမိန့်ကိုနားခံစရာမလိုတော့ဘူးလို့လမ်းပြောလိုက်ကာ ဂင်းဟာတက်သားဖြစ်ပြီးအထမ်းမိန်ကိုမနာခင်တာကသူ့အပြစ်ဖြစ်တာမို့ဒီအပြစ်ကိုခံယူမှာပါလို့ပြောကအစိမ့်ငွေတွေကိုဖုံးအုပ်တဲ့မျက်နှာဖုံးကိုပင်လယ်ထဲကိုပြချလိုက်ပါရီဒွန်ခရီကလည်းတီရတော့မှာကိုတိတ်ခါလာဆဲနေသေးတယ်မင်းကတက်သားကောင်းဟုတ်တယ်ငါမိန်ကိုမနာခင်တော့ထမင်းချက်ကောင်းလေးနဲ့သွားတိလိုက်လို့ပြောကအစိမ့်ငွေပုံ MH5 ကို Borady Demo တက်တဲ့ကိုပြစ်ထည့်လိုက်ပါရီဒီမောဘောကဆဖိုမူရီဟာဝယုံသုံးကားဖြစ်ပြီးပင်လယ်ထဲကိုပြေးဆင်းသူအားစင်းနဲ့အကုန်လုံးအစိမ့်ငွေပုံရန်ကနေကာဝယ်ဖို့လုပ်နေကြပါရီ လူဗီကလည်းပင်လယ်ဓားမြားတွေစီကမျက်နှာဖုံးကိုကောက်ယူပြီးဂင်းနဲ့ဆန်ကြီးကိုပြစ်ပေးလိုက်ကနောက်တစ်ခုယူဖို့အလုပ်မှာအစိမ့်ငွေပုံးလေးပေါက်ကွဲသွားခဲ့တာဖြစ်ပါရီဇလန်လေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီကျန်ရှိတဲ့ဘိုင်းလေးတွေကိုလည်းစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်